ီးယားလိချန်ပီယံလိုပွဲမှာလီဗာပူးကသူတို့ကိုအနိုင်ယူသွားတဲ့အထူးအကြောင်းရင်းနှစ်ခုကိုပြောပြလာတဲ့အာဒီတာအာဆနယ်အသင်းအနေနဲ့၃နှစ်ဆက်တိုက်ပရီးမီးယားလိဖလားကိုမရရှိခဲ့တဲ့အဓိကအကြောင်းရင်းနှစ်ခုကိုနီးပြမီကဲလ်အာဒီတာကထုတ်ဖော်ပြောကြားလာပါတယ်။အာဆနယ်အသင်းကလီဗာပူးအသင်းနဲ့အခုအချိန်မှာရမတ်စနမတ်အထိကွာဟသွားခဲ့ပြီးဖြစ်ပြီးတော့နောက်ဆုံးလက်ကျန်ပွဲစဉ်ကတပွဲသာကျန်ရှိတော့တဲ့အတွက်ကြောင့်ပရီးမီးယားလိမှာ၃နှစ်ဆက်တိုက်ဒုတိယနေရာနဲ့သာကျင်းနေရဖို့ရှိနေရဖြစ်ပါတယ်။ ာဒီဒါရဲ့အာဆနယ်အသင်းက ဖြစ်ရင်းလေးနဲ့ဖြစ်ရင်းဖလားပြိုင်ပွဲတွေမှာလည်းရှုံးနေကြတာကြောင့်အာဆနယ်အသင်းကတရားဒီနဲ့ဆိုရင်ငါးနှစ်တာကာလအတွင်းစုဖလားတစ်လုံးမှမရရှိဘူးဆိုရဲမတ်တန်းဆိုးကိုလည်းပိုင်ဆိုင်သွားခဲ့ပါတယ်။အာဆနယ်အသင်းကတရားဒီရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ်နျူကာဆယ်အသင်းကိုအိမ်ကွင်း Emirates မှာတနင်္ဂနွေနေ့ကလက်ခံရှင်ပြိုင်ကစားသွားခဲ့ပြီးတော့ဂွဲလယ်လူ Declan Rice ရဲ့တလုံးသေးသောသွင်းကိုနဲ့အတူအနိုင်ရရှိခဲ့ပါတယ်။အဲဒီနိုင်ပွဲကြောင့်အာဆနယ်အသင်းကနောက်ရာသီမှာ Champions League ကစားရဖို့တည်ကြသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်းအရိနိုင်ပွဲကြောင့်အာဒီတာကအသင်းပြိုင်သက်တရောထရီထူးထူးမပြောနိုင်ခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့အာဒီတာကယာတီအစာပိုင်းလောက်မှာတော့ဒီပွဲအပြီးမှာပရီးမီယာလိချန်ပီယံဆုကိုခိုင်းမြောက်ပြီးတော့အောင်ပွဲခံရရလိမ့်မယ်ဆိုပြီးမျှော်လင့်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုအာဒီတာကအခုလိုမျိုးပဲဝန်ခံပြောဆိုသွားပါတယ်။ယာဒီအစမှာတော့အဲ့ဒီအချိန်ကိုကျွန်တော်မြင်အောင်ကြည့်ခဲ့ပါတယ်။နောက်ဆုံးအိမ်ကွင်းပွဲစဉ်ကစားပြီးသွားရင်ကျွန်တော်တို့က Premier League Super League ကြီးကိုဂိုင်မြောက်နေလိုက်လို့မယ်ဆိုပြီးတော့ပေါ့။ကျွန်တော်တွေ့ထဲမှာအဲ့လိုရှိခဲ့ပါတယ်။အခုလွန်ခဲ့တဲ့17လအတွင်းကျွန်တော်တို့ဖြတ်သန်းခဲ့ရသမျှနဲ့ဆိုရင်ကျွန်တော်တို့အားလုံးခေါင်းပေါထားလို့ရနိုင်တယ်ဆိုပေမဲ့ရှင်ဘယ်ထဲမှာတော့နာကျင်မှုကိုခံစားနေရအောင်ပါ။ဘာလို့လဲဆိုတော့ Premier League Champion ဆုဆိုတာ ကျွန်တော်တို့ရယူခြင်းခဲ့တဲ့အရာဖြစ်တာအကြောင်းပါဆိုပြီးတော့အာဒီတာကပြောခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့အာဒီတာဖြစ်ချင်တာတွေကတော့ဖြစ်မလာခဲ့ပါဘူး။အဲလိုဖြစ်ရတာကအာဆနယ်အသင်းကိုဒီရာသီမှာ အများကြီးထိခိုက်နေတာစီခဲ့တဲ့အဓိကအကြောင်းရင်းနှစ်ခုဖြစ်တဲ့အနီကက်တွေနဲ့တန်ရာတွေအကြောင်းလို့အာဒီတာကယုံကြည်နေပါတယ်။အာဆနယ်အသင်းကဒီရာသီမှာကစားသမား6ဦးအထိအနီကက်ပြည့်တန်တဲ့ထုတ်ပယ်ခံခဲ့ရပြီးတော့ဒီပမာဏကပရီးမီယာလီဂ်အသင်းနဲ့အားလုံးထဲမှာအများဆုံးဖြစ်ပါတယ်။ဒါအပြင်တခြားထိပ်တန်းပြိုင်ဘက်တွေထက် ။တရားရတဲ့ကစားသမားအရှိအထွက်ကလည်းအာဆနယ်အသင်းကပုံများခဲ့ပါရယ်။ဂိုင်ဟာဗက်၊ဂါဘရီယယ်ဂျေဆုစ်၊ဘူကာရိုစာကာနဲ့ဂါဘရီယယ်ရိုလိုအသင်းအတွက်ကိုအဓိကကျတဲ့ကစားသမားတွေကအရေးကြီးတဲ့ဂါလာတွေမှာအသင်းအတွက်ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီရသည်မှာအာဆနယ်အသင်းရဲ့အဓိကရည်မှန်ချက်ဗန်းတိုင်ကိုမရောက်ခဲ့တဲ့အဓိကအကြောင်းရင်းတွေကဘာတွေလဲလို့မေးမြန်းတဲ့အခါမှာတော့အာဒီတာကအနီကက်တီနဲ့ဒယာရီကြောင့်ဆိုတာတော့သိကြပါရယ်။ဒါပေမဲ့အဲ့ဒါတွေမရှိခဲ့ရင်ရောဘာတွေဖြစ်လာလောက်မလဲဆိုတာ ကျွန်တော်တို့မသိပါဘူးချန်ပီယံဆုနဲ့ကျွန်တော်တို့အများကြီးပို့ပြီးတော့နှိစက်နိုင်ခဲ့မလားမပြောတတ်ပါဘူးကျွန်တော်တို့တော့အဖြေကတေချာပေါက်နှိစက်ခဲလောက်တယ်လို့ထင်ပါတယ်ဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တာတွေနဲ့ပြသခဲ့တဲ့ခြေစွမ်းတွေအကြောင်းပါဒါပေမဲ့နောက်ရာသီမှာတော့ကျွန်တော်တို့တွေတခြားတစ်ခုခုကိုလှုပ်သွားရပါလိမ့်မယ်ဘာလို့လဲဆိုတော့ စံနှုန်းတွေကမြင့်တက်လာတော့မှဖြစ်တာကြောင့်ပါပြီးတော့လွန်ခဲ့တဲ့300ဒီအတွင်းကျွန်တော်တို့ရခဲ့တဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်အခုပုံစံအတိုင်းသာဆက်ကြိုးစားမယ်ဆိုရင်စူဖလာမရနိုင်ဘူးဆိုတာရှားပါတယ်အဲဒါကြောင့်ကျွန်တော်တို့တွေအရန်နီးစက်နေပါပြီဖြစ်နိုင်ချေအရလည်းအရန်နီးစက်နေပြီမလို့ကျွန်တော်တို့တွေဆက်ပြီးတော့ပိုကောင်းအောင်လှုပ်ဆောင်သွားဖို့လိုပါတယ်နံပါတ်1အရေးကြီးတာကတော့ကစားသမားတွေပါဝင်နိုင်မှုပါပဲအဲဒါဒါမရှိရင်ဘာလို့မှအနိုင်ရဖို့ခွင့်ရင်းမရှိပါဘူးပွဲတွေကိုလွှမ်းမိုးနိုင်အောင်တယ်မကပဲနဲ့အနိုင်ရဖို့အတွက်အလွန်ရေးပါတဲ့ ဲ့တခြားအချက်တွေကိုလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့အတွက်ဘယ်အရာတွေကအောင်မြင်မှုရစေလဲ၊ဘာလို့ရမလဲဆိုတာကိုကျွန်တော်တို့အလွန်ရှင်းရှင်းလင်းလင်းသိထားပြီးသားဖြစ်ပါတယ်။အဲ့ဒီအတွက်အဲ့ဒီအရာတွေကိုလုံဆောင်ပြီးတော့ပုံပြီးထရောက်မှုရှိအောင် ပိုကောင်းအောင်လုံဆောင်သွားပါမယ်။နောက်တစ်ခုကတော့တုံးရတစ်ကြိမ်နဲ့ပွဲကစားနေစဉ်အတွင်းမှာပွဲအဖြေကိုပြောင်းလဲသွားအောင်လုပ်နိုင်တဲ့ဆွမ်းရည်ပါပဲ။အဲ့ဒီအပိုင်းကကျွန်တော်တို့ကြီးကြီးမားမားအားသာတဲ့အပိုင်းပဲဆိုပြီးတော့အာတီတာပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်ရှင်။